အားလုံးမင်္ဂလာပါကျွန်တော် Chelsea for you နဲ့ပြန်လည်ကြိုဆိုပါတယ်ကျွန်တော်ဒီနေ့ကတော့ Champions League Round 2ဖြစ် Chelsea နဲ့ဒါ Benfica ပေါ့နော်ရှင်းပြန်ကစားသွားကြတယ် Chelsea က1-0ဆိုတဲ့ကြာလနဲ့ Stamford Bridge မှာပဲအနိုင်ရရှိခဲ့တယ်ပေါ့နော်ဒီပေါ်နဲ့ပတ်သက်ပြီးတော့ဒီကိုရိုနာတူပွဲပြီးအမြင်လေးတွေခန်းစားချက်လေးတွေပြောသွားခြင်းနဲ့ပေါ့နော် so ဘယ်မှာပိုင်းမိနစ်တွေမှာတော့ဒါပင်ပီကာရဲ့တံမြန်တိုက်စစ်တွေကအလုတ်ဖြစ်ခဲ့တယ်လို့ပြောလို့ရတယ်ပေါ့နော်ကျွန်တော်တို့အသင်းနေနဲ့တော်တော်လေးရုန်းကန်လိုက်ရတာကိုတွေ့ရတယ်ဒါကုသမာဆန်ချက်အနေနဲ့ဒါတော်တော်လေးကိုကောင်းခဲ့လို့ တတရရခဲ့တယ်လို့ပြောလို့ရတယ်ဗောနော်ဒါပွဲချင်းကြာလာတဲ့အခါမှာတော့ချက်စီဘက်ကပို့ပြီးတော့ပွဲကိုစုမိုးလာနိုင်တယ်တိုနေလို့ပြီးတော့ကစားသွားတာကိုတွေးရတယ်ဆိုတော့ထိုက်တင်တော့ခွေရီတွေလည်းရခဲ့တယ်လို့ပြောလို့ရတယ်ဒါတိုက်စစ်မှာဟိုဥဆောင်လာတဲ့ဒါတိုင်းဝေးကျော်အနေနဲ့တော့တစ်ချက်ပို့ပြီးတော့ကောင်းတဲ့ performance ကိုပြခဲ့သေးပေမဲ့လည်းဘာမှဖြစ်မလာဘူးဗောနော်ဒါတော့ဟိုတကယ်မှဟိုအပြစ်ပြောဖို့ဆိုတာထက်ဒီပြောက်ကိုပဲကျွန်တော်ကတော့နည်းနည်းပုံချကျင်တယ်ပေါ့နော်ဒီကဲသမားကိုယုံကြည်တာကတပိုင်းဒါပေမဲ့ ဧရိယာပေါက်ထဲမှာအလုံးမဖြစ်တာကတပိုင်းလို့ပြောရမှာပေါ့နော်။ဒါဟိုတော့နိပြနေနဲ့ကောင်းကောင်းတည်တည်နဲ့လို့ကျွန်တော်ယူဆတယ်။ဆိုတော့တစ်ဖက်ကဒီကာနာချိုစီကလာတဲ့ဖြစ်တင်မိုးတွေတစ်ဖက်ကပထိုနာတိုစီကလာတဲ့ဖြစ်တင်မိုးတွေပေါ့နော်။ဒါတွေကိုဒါတက်စစ်ဧရိယာပေါက်ထဲမှာဘလို့မအသုံးမချနိုင်ဘူးပေါ့နော်။ဒါသူ့ရဲ့အယံမောင်းနဲ့သူအတွေ့အကြုံနဲ့ဒါမျိုးတွေဆိုင်မယ်ပေါ့နော်ဆိုတော့ချန်ပီယံလိဂ်လိုပြိုင်ပွဲမျိုးမှာတိကျပို့ပြီးတော့ကောင်းတဲ့ performance တိကျပို့ကောင်းတဲ့ experience နဲ့ ဝင်ဆောင်မဲ့အနေထားမျိုးမှာ temperature နဲ့ဟိုထုတ်လာတာကတော့ဒါတင်ပြဖို့ပဲဒါအပြည့်ပြောရမယ်လို့ကျွန်တော်ထင်တယ်ပေါ့နော်ဆိုတော့ပထမပိုင်းမှာတော့ဒီဖြတ်တင်မှုဒီကနေပြီးတော့လာတဲ့အလုံးနေလုံးနေတိုင်းကဒါတက်တက်ကြီးဖြုံးပစ်တလို့ကြီးခံစားလိုက်ရတယ်ပေါ့နော်ဆိုတော့ဒီနေ့မှာဒါနတ်တိုနဲ့ကာနာချိုရဲ့ connection ကတော့ကောင်းခဲ့တယ်လို့ပြောလို့ရတယ်ဆိုတော့နတ်တိုရဲ့ဟို crowbody crowbody တမရီကျော်ကအတုံးမချနိုင်တဲ့ခါမှာတတိုကဒါကိုရိတ်ဆမ်းမိလိုက်တယ်လို့ထင်တယ်ပေါ့နော်တစ်ဖက်ကဒီခနာချိုပြေးတက်လာတဲ့ပုံစံကိုလည်းဒါသူတတိထားမိဟန်တူတယ်ပေါ့နော်ဒါကြောင့်မို့သူ့ရဲ့ crop ပုံစံကိုပြောင်းလိုက်တဲ့အနေအထားမျိုးကိုတွေ့ရတယ်ပေါ့နော်ဆိုတော့ပုံမှန်ဆိုရင်တော့သူ central ကိုတွတ်တော့ပြီးတော့စောင့်တယ်ပေါ့နော်ဒီ crop ဘောကို central ကိုဥတည်ပြီးတော့တည်ပေမဲ့ဒီနောက်ထပ်နောက်ထပ်ဒါ crop ဘောတွေမှာဆိုရင်တော့ခနာချိုပြေးတက်လာတဲ့ဒီ အဝေးတိုင်ကိုပဲတော်တော်ပြီးတော့ပို့တယ်ပေါ့နော်။ဟောဒီညားကနေပဲကျွန်တော်တို့ဟိုကိုးရခဲ့တယ်။ကနာချူရဲ့ face ကတော်တော်ကောင်းတယ်လို့ပြောလို့ရတယ်။ဆိုတော့ပြန်ပြီးတော့ချိုးပေးရမှာတစ်ဖက်ကကွင်းလေကမာရီယောနဲ့ထိပ်ပြီးတော့အုံကိုဖြစ်သွားတယ်ပေါ့နော်။ကျွန်တော်တို့ဒီဟာနဲ့ပဲဥဆောင်ပြီးတော့ပထမပိုင်းပြီးသွားတယ်။ကွင်းလေမှာတော့ပထမပိုင်းမှာတော့တောင်းချီခဲ့တယ်လို့ပြောလို့ရတယ်ပေါ့နော်။ကိုင်စီရောဟိုဒီပေါ်နာတော့တီရော ဆိုဖာနန်ဒက်ရောဘာလို့ကန်သမား၃ရောက်အတွင်းကြီးကြီးကစားတော်တာကိုလည်းတွေ့ရတယ်။ဆိုတော့ကန်စီတိုကတော့ဒီနေ့ပထမပိုင်းတစ်ပိုင်းလုံးတော်တော်ကောင်းတဲ့ကန်သမားလို့ပြောလို့ရတယ်ပေါ့နော်။ဒီကန်သမားကောင်းတယ်ဆိုတော့ကတော့ဒါတင်းလည်းမဟုတ်တော့ဘူးပေါ့နော်။ပွဲတိုင်းပွဲတိုင်းဟိုသူကတော့တွင်ကြီးရဲ့ performance အကောင်းကောင်းကိုပြရတယ်ပေါ့နော်။ဒီနေ့မှာဆိုဖာနန်ဒက်ကိုဒါသူ့ရဲ့အသင်ဟောင်းပြိသက်တွေကပေါ့နော်လောင်ပြောင်ကြရတယ်။ဒါဘူးလုံးကြရတယ်ပေါ့နော်။ဆိုတော့ဒီနေ့မှာဆိုဖာနန်ဒက်ကလည်းဒါကိုသိပြီးတော့အယုံမထွက်နိုင်ဘူးလို့ကျွန်တော်ပြောချင်တယ်ပေါ့နော်။ဒါဘယ်လိုပြောမလဲ။အာ သူ့ရဲ့ခြေစွမ်း performance ကိုပြောတာမဟုတ်ဘူးနော်သူ့ရဲ့စိတ်ပိုင်းဆိုင်ရာကိုပြောတာသူ့ရဲ့ CMI အားနဲ့မှုကိုတော့နည်းနည်းလေးမြင်ရတယ်ဘလို့တဲ့အဝါကကိုယူလိုက်တယ်ပေါ့နော်ဆိုတော့ဒါကမနေ့ပြောရင်မဖြစ်သင့်ဘူးလို့ပြောလို့ရတယ်ဆိုတော့ပထမပိုင်းကတော့ဒါကူကူရလာတယ်ကောင်းတယ်လို့ပြောလို့ရတယ်ဒါမှလုတ်ခဲ့ဆိုကလည်းအမှမလုတ်ခဲ့ဘူးနောက်တမှာတော့ပထမပိုင်းအပြပြောစရာမရှိတဲ့ပုံစံမျိုးတော့တွေးရတယ်ပေါ့နော်ဆိုပေါ်ထွက်လာတဲ့ဒါ ဘာရီယာရှီကလည်းအကောင်းဆုံးတည်ငြိမ်ရေးကစားသွားနိုင်တယ်ပေါ့နော်ဘာရီယာရှီရဲ့အတကြက်ကဘောလုံးကင်ပြီးတော့ထားနိုင်တယ်ပေါ့နော်ဒါသူ့ရဲ့ပတ်စင်မမှန်တာကလွဲလို့ကျန်တဲ့နေရာမှာသူကပြိတ်ပြီးတော့ပြောရတာမရှိဘူးသူ့ရဲ့ free ကတော့နဲတယ်ပေါ့နော်ဆိုတော့ပြန်လိုက်တဲ့ဘောတွေမှာဆိုရင်တော့သူကအားနေတဲ့ကစားသမားတယောက်ဖြစ်တယ်ပေါ့နော်ဆိုတော့ဒီနေရာမှာချာလိုပါအကြောင်းပြောရမယ်လို့ထင်တယ်ပေါ့နော်ချာလိုပါကတော့မနေ့ပြောရင်တော်တော်အားနေတယ်ဆိုတော့ဒီကစားသမားကဝိုင်းကစားသမားတယောက်ဖြစ်တည်တန်ဥဆောင်ပြီးတော့မကစားနိုင်ဘူးတခြားကစားသမား ဟိုသူ့ကိုဥဆောင်ပြီးတော့ဥဆောင်ပေးတဲ့ပေါ့နော်ကစားသမားတယောက်ပါမသားလျင်ဒီချာလိုပါကပို့ပြီးတော့အဆင်ပြေတဲ့သဘောမျိုးကိုတော့တွေ့ရတယ်ဆိုတော့ပထမပိုင်းမှာတော့ဒါ1စီးနဲ့ပြီးသွားတယ်ပေါ့နော်ဒုတိယပိုင်းရောက်တဲ့ခါမှာတော့ဒါမိနစ်60လောက်ထိအကောင်းဆုံးထိချုပ်ပြီးတော့ကစားနိုင်ခဲ့တယ်လို့ပြောလို့ရတယ်ပေါ့နော်။ဒါလူစားအပြောင်းလဲလှုပ်လိုက်တဲ့အခါမှာတော့ကျွန်တော်သင်ဟာဒါအ ထမပိုင်းကအတင်းနဲ့ဒုတိယပိုင်းအတင်းကကွာသွားတဲ့အနေအထားမျိုးဖြစ်သွားတယ်ပေါ့နော်။ဒါလူစားဝင်လာတဲ့ကစ်တန်ဘက်ကမျောလင်းစရာမရှိတော့တဲ့အခြေအနေမျိုးနဲ့ပုတ်သွားတယ်။ဘလိုမှအဆင်ပြေဘူးပေါ့နော်။ကူရလာတက်ထောက်သည့်တိုင်အောင်ကစ်တန်ရဲ့အနေအထားကကျွန်တော်တို့အတွက်ဟိုမျောလင်းစရာမရှိတော့တဲ့အနေအထားဖြစ်သွားတယ်ပေါ့နော်ဒီကစားသမားအကြောင်းတော့ကျွန်တော်အရင်တုန်းကပြောခဲ့ဘူးတယ်ပေါ့နော်ဒီဂစ်တန်ကကျွန်တော်တို့အသင်းကနေပြောတာအာဆင်နယ်ကိုရောင်းလိုက်တဲ့မာရယ်ကီးနဲ့တိတ်ပြီးတော့မကွာဘူးလို့ ဟိုကျွန်တော်ပြောခဲ့ဘူးတယ်ပေါ့နော်ဒီနေရာမှာ face အရာဒါ kitten ကတာရင်တာလိမ့်မယ်ပေါ့နော်ဒါပေမဲ့ scale ဆရာရတော့မတော် key ကပိုတာတဲ့ glass မတယောက်ဖြစ်တယ်ဆိုတော့တော့ဒီနေ့ဘက်မှာမြင်လိုက်ရတယ်တူချင်းဖြတ်ကျော်မှုမှာဆိုရင်လည်း kitten ကဘာမှမလုပ်နိုင်တယ်လို့ဒါဘယ်လိုရောမလဲအသင်းဘော်တွေနဲ့ချိတ်ဆက်ကစားရမှာလဲဘလိုမှဟိုအဆင်မပြေတာတော်တော်အားနေတာကိုတွေးရတယ်သူ့အနေနဲ့တက်စီဆောင်ကိုရောက်လာတဲ့အခါမှာဘာလုပ်ချင်လို့လုပ်ချင်မှမသိတဲ့အနေအထားမျိုးတွေနဲ့တင်ဒါပွဲကဒလေးဖြစ်သွားရတယ်ပေါ့နော်ဘလိုမှဟို ဟိုတိုက်စစ်မှာ effective မဖြစ်တဲ့ကစားဟန်ကိုမြင်ရတယ်ပေါ့နော်ကျွန်တော်တို့တွက်ကတော့ဒါ squatter တောင်းတယ်လို့သာပြောတာပေါ့နော်တကယ်ဒီလိုကစားသမားတွေများနေတယ်ဆိုတာကိုတော့ကျွန်တော်တို့တတိမထားမိဘူးဆိုတော့ဒီနေ့ပွဲမှာဆိုရင်ဒါကိုတော့မြင်ရတယ်ကျွန်တော်တို့နေနဲ့ဟိုနောက်ဝင်လာတဲ့ကစားသမားကအ ਨੇ ဆုံးတော့ဒီ first line နဲ့ကကစားသမားနဲ့ဟိုဓာတ်ညီပြမရှိဘူးဆိုရင်တောင်မှအ ਨੇ ချင်းတော့ကတ်လိုက်နိုင်မဲ့အနေအထားမျိုးဖြစ်ရမယ်ဗျဒါပေမဲ့ဟိုကနာချိုအံဝင်သေးသည့်တိုင်အောင်တော့မှကစ်တန်ကပိုဆိုးနေတာကိုတွေ့ရတယ် အဲ့မှာဒါမိနစ်80ကျော်လာတဲ့ခါမှာတော့မော်ရီဟိုရဲ့ပြောင်းလဲချင်းကပ်ပုံပေါ့နော်ဒါဒါကတီးတဲ့ပြောင်းလဲသွားတာကိုတွေ့ရတယ်ချက်စီရဲ့ကစားအားကလည်းအဲကြာလာလာလာချပလိုက်တာလားဒါတော့ကျွန်တော်ပြောတဲ့ဟုတ်ပေါ့နော်ရှေ့ကသမားတွေကလည်းရက်ကြည့်နေတဲ့အဆင်ကိုရောက်သွားတယ်ပေါ့နော်ကွင်းလက်ကကန်စီတူကလွယ်လို့ကျွန်တော်ကသမားတွေကဘာမှမလုပ်နိုင်တော့တဲ့အနေအထားမျိုးဖြစ်သွားတယ်ဆိုတော့ပွဲပန်းနေတဲ့ဒန်နီပဲခံရသလားဆိုတော့ကတော့ကျွန်တော်လည်းမပြောတတ်ဘူးပေါ့နော်ဟောသူတို့အနေနဲ့ တပတ်ကိုနှစ်ပွဲလောက်ကန်နေရတာဖြစ်တဲ့အတွက်ကျွန်တော်ဒါဟောတော့နားလည်ပြလို့ရပါမယ်စစ်ပိုင်းဆိုင်ရာကိုကြာဆင်းသွားတာကိုတော့အများကြီးနားလည်ပြလို့တော့မရဘူးပေါ့နော်ချမန်လေးလူပြိုင်ပွဲမျိုးမှာအမအတတိလေးကနေပြီးတော့ကျွန်တော်အများကြီးဟိုပြောင်းလဲသွားနိုင်တယ်ပေါ့နော်ဆိုတော့ဒီနေသားမျိုးမှာစစ်ပိုင်းဆိုင်ရာကအသိရှိနေမှာဖြစ်လိမ့်မယ်ခြေသွန်း အရာအောက်ကိုဆင်းနေရဆိုရင်တော့မစိပန်းဆိုင်ကအမြင့်ဆုံးရောက်နေရဆိုရင်ဒီခြေစွဲကိုတော့နည်းနည်းလေးထိန်းသွားနိုင်တဲ့အနေအထားမျိုးဖြစ်တယ်ပေါ့နော်ဆိုတော့ဒါပေမဲ့ဒီနေ့ပွဲမှာဆိုရင်တော့မိနစ်90ကျော်လာတဲ့အခါမှာတော့ချက်စီကလုံးဝကိုကျသွားတာကိုတွေ့ရတယ်ဆိုတော့မိနစ်80ကျော်လာတဲ့အခါမှာတော့ဒါပင်ပီကာကတီးတတာဖိကစားတာကိုတွေ့လေးရတယ်ပေါ့နော်ဒါမျိုးကြီးကျွန်တော်တို့တက်တက်ကြီးခံလိုက်ရတာကိုတွေ့ရတယ်ဆိုတော့ဟိုမပြောမဖြစ်ကတော့ အနိကလို့ပဲပြောရမလို့ဖြစ်နေပေါ့နော်ကျွန်တော်တို့အသင်းကတကယ်ကိုစီကံပိုင်းကိုအားနေနေတယ်ဒါရုပ်ပြဆင်းပြက်ကိုဖြစ်နေတဲ့သဘောမျိုးတွေ့ရတယ်ဆိုတော့ပြီးခဲ့တဲ့ဒီမိုင်နိုက်တင်တဲ့ပွဲမှာဆိုရင်လေအဆိုဖနန်တရဲ့အာဒါမလို့အလက်မလို့လာအပ်တဲ့ aggressive ဖြစ်တဲ့ပုံစံပေါ့နော် passionate ဖြစ်တဲ့ပုံစံတွေကြောင့်ဘယ်လိုပြောမလဲပေါင်3သိန်း4သိန်းကိုဒါ FA ကနေပြီးတော့ဒဏ်ရိုက်တဲ့အနေအထားမျိုးထိရောက်ခဲ့ပြီးပေါ့နော်ဒါကိုလည်းအာချက်စီးနေနဲ့ပြင်ဆင်နိုင်ခြင်းမရှိသေးဘူးမိပြအနေနဲ့လေဒီကမ်းမလို့ရဲ့ stand by ကို ပို့ပြီးတော့တင်းကျပ်တဲ့နယ်ပို့ပြီးတော့အသာဘယ်လိုပြောမလဲတင်ကြားပြသမှုလုံးတဲ့နယ်လို့ကျွန်တော်ယူဆတယ်ပေါ့နော်ဆိုတော့ဂျောင်းပထိုအနေနဲ့လည်းဒါကိုရည်ရွယ်ပြီးတော့လုပ်လိုက်တာတော့ဟုတ်ချင်မှဟုတ်လိမ့်မယ်ပေါ့နော်ဒါပေမဲ့ဟိုကျွန်တော်တို့အတင်းဟာ၃ပွဲမှ၃နီဆိုတာကြီးဟာတော်တော်အချင်းကြီးစိုးတယ်လို့ပြောလို့ရတယ်ပေါ့နော်ကျွန်တော်တို့အများလောင်ပြောင်နေကြတယ်လို့ပဲနာနီအတင်းဖြစ်နေပေါ့နော်နိုင်နာ မနိုင်နေရေပေါ့နော်ဆိုတော့ဒီအနေအထားမျိုးကြီးကမနှမ်းပြောရင်တော်တော်ကိုအဆင်မပြေတဲ့အနေအထားမျိုးဖြစ်တယ်ပေါ့နော်အတင်းအတွက်လည်းနေ့နာဆုံးရှုံးမှုအရန်ကြည့်တယ်နီးပြအနေနဲ့လည်းခေါင်းချောက်စရာတစ်ခုဖြစ်သွားတယ်ပေါ့နော်နေ့ရှိစကြော်လာတဲ့အခါမှာဒါနီးပြမော်ဒင်ဟိုရဲ့အပြောင်းလဲတကူအဆူမစကားခံနိုင်ခဲ့တယ်နိုင်ခဲ့တယ်ဆိုပေမဲ့လည်းဒါအတွေ့အကြုံကစကားပြောတယ်လို့ပြောလို့ရတယ်ပေါ့နော်ဆိုတော့ဘယ်ချိန်မှာတံမိုးအတင်ချလို့ရမယ်ဘယ်ချိန်မှာတော့ငါတို့တိုက်ရမယ်ဘယ်ချိန်မှာတော့ဟို ခန်းစစ်ကိုကစားရမယ်ဒါမျိုးပေါ့နော်ဒါမျိုးကိုနီဗျာမော်ရီဟိုကအဇိုမာစကာကိုတင်ပြသွားတယ်လို့ပဲကျွန်တော်မြင်တယ်ပေါ့နော်ဆိုတော့နောက်တန်းကတော့ရှင်တမမားနဲ့ပဲကျွန်တော်တို့ဒုတိယပိုင်းမှာပို့ပြီးကြည့်လေရတယ်ပေါ့နော်ချာလိုပါကတော့ချက်စီရဲ့အစင်နဲ့မှမရှိဘူးလို့ပဲကျွန်တော်ကပြောချင်တယ်ဒါရှင်နန္ဒာနဲ့ပြောရတာပေါ့နော်ဒီကမကချက်စီပေါ်မှာတော့တော်တော်လေးသစ္စာရှိပြီးတော့ဟိုဘယ်လိုပြောမလဲလိုအပ်တဲ့ချိန်မှာလိုအပ်သလိုကောင်းကောင်းအသုံးတော်ခံတဲ့ကစားမဖြစ်တာကြောင့်လူစကားမျိုးတော့မပြောချင်ဘူးပေါ့နော်ဒါပေမဲ့အစင်တန်းရာဆိုရင်တော့ချက်စီရဲ့အစင်တန်းမှာမရှိနေဘူးသူ့ အနေနဲ့ဟိုဘေးကနေပြီးဝန်းရံပေးတဲ့ဝါရင်ကားသမားတယောက်ရှိမှသာလင်အဆင်ပြေတဲ့ကားသမားမျိုးဖြစ်တယ်ပေါ့နော်သူ့ကိုယ်သူဥဆောင်ပြီးတော့မကစားနိုင်တဲ့ကားသမားမျိုးဖြစ်တယ်ဆိုတော့လူစားဝင်လာတဲ့ stable အနေနဲ့လည်းတူချင်းကစားနေတာကတော့ကောင်းတယ်ပေါ့နော်ဒါပေမဲ့ဆုံးဖြတ်ချက်တွေမှာတော့အားနည်းနေစေလို့ပြောရမှာဖြစ်တယ်ဆိုတော့အသင်းပေါ်တွင်လည်းလေတိချက်ပို့ပြီးတော့ချိတ်ဆက်ကစားနိုင်တဲ့နေပေါ့နော်ဆိုတော့ဟိုဒီကားသမားတွေပြောချင်တာကတော့ဘာလဲဆိုတော့ ကိုအပြုတ်မှုတွေကကိုကိုဆွဲချတာမျိုးပေါ့နော်မဖြစ်အောင်ထိန်းသိမ်းရမှာဖြစ်တယ် decision တွေမမှန်တာကတော့ experience ရလို့ပြောလို့ရပါမယ်လေတချို့အခြေအနေတွေကဟိုအသိပေါ်တွေနဲ့ချိန်ဆက်ကစားမဲ့အနေအထားမျိုးတွေမှာဒကိုအောင်ဆန်တဲ့ပုံစံမျိုးတွေဟိုသူ့အတွက်သူကြည့်တဲ့ပုံစံမျိုးတွေကတော့ဒါဟိုမဖြစ်တင်ဘူးလို့ပြောလို့ရတယ်ပေါ့နော်ဆိုတော့ senior ကစားသမားတွေကြားမှာ senior ကစားသမားတွေကြည်အောင်လဲဒါကစားတင်တဲ့အနေအထားမျိုးဖြစ်တယ်ပေါ့နော်ဒါပေမဲ့ဟိုခြေစွမ်းကတော့ဒီကစားသမားကတော့ကျွန်တော်အပွဲတိုင်း ပါဝင်တဲ့ပွဲတိုင်းပွဲတိုင်းပေါ့နော်သူတခုမဟုတ်တခုကတော့လုတ်ပြနေတဲ့အနေအထားမျိုးဖြစ်တယ်ပေါ့နော်ဆိုတော့ဟိုအနိုင်ရလက်ရခဲ့တာကြောင့်မို့အသက်ရှူခြုံသွားတာတော့မှန်တယ်ပေါ့နော်ဒါပေမဲ့ဒီပုံစံတိုင်းဆိုရင်တော့တရားဒီလုံးအနေထားမျိုးနဲ့ဘလုံးမောက်ကိုမလွယ်တဲ့အနေထားမျိုးဖြစ်တယ်ဆိုတော့ချန်ပီယံလိုပြန်ပွဲမျိုးပြီးတော့ဒီဘက်ကအာဖရိကကာရာဘောင်းကပြီးတော့ပရီးမီးယားလိဂ်ဒီလိုမျိုးပြန်ပွဲလေးရဲ့လုံကြီးကိုဟန်တယ်လုတ်ဖို့ပေါ့နော်ညီပြအနေနဲ့ပြုတ်ကြုံနေအများကြီးလိုသေးတဲ့ အခြေအနေဖြစ်တယ်ပေါ့နော်ဆိုတော့ဒါကို handle လုပ်ဖို့တော့ညီပြနေနဲ့ခတ်မယ်လို့ကျွန်တော်ကတော့ယူဆတယ်ပြောရရင်တော့ပြိုင်ပွဲတွေကစောသေးတယ်ဆိုပေမဲ့ညီတို့အနေနဲ့စိတ်လျှော့ကြည့်ပါလို့ပဲကျွန်တော်ကတော့ပြောချင်တယ်ပေါ့နော်ဘယ်လိုဖြစ်ဖြစ်ကျွန်တော်တို့ချန်ပီယံလိပြိုင်ပွဲမှာနိုင်သုံးမဲ့ရလိုက်တာကြောင့်မို့ကောင်းတဲ့အခြေအနေလို့တော့ပြောလို့ရသွားတယ်ပေါ့နော်သံသမားတွေရောညီပြရောပြားတစ်ခုအောက်ကနေပြီးရောရုံထွက်နိုင်လိုက်တဲ့အနေအထားမျိုးဖြစ်တယ်ပေါ့နော်ဆိုတော့ဒီနေ့ပွဲရဲ့အကောင်းဆုံးကစားသမားကိုတော့ကျွန်တော်က မဆက်ကန်စီတို့ရွေးချင်တယ်ကွင်းလယ်မှာကောင်းကောင်းမောင်းလို့မောင်းနေတယ်ပေါ့နော်ဘလုံးလက်ခံရယူရဲ့ဘလုံးဖြတ်တောက်တယ် decision ကောင်းကောင်းမှန်မှန်ချနိုင်တယ်ပေါ့နော်ဒီကမ္ဘာကိုတော့ကျွန်တော်ဒီပွဲအကောင်းဆုံးကမ္ဘာအဖြစ်ကျွန်တော်ကတော့ကြွေးတယ်ဆိုတော့တကယ်ရသွားတဲ့ကမ္ဘာကတော့ကျွန်တော်တို့ရဲ့လက်ဘက်မှာအကောင်းဆုံးအသုံးတော်ခံနေတဲ့ကူရယ်လာဖြစ်တယ်ပေါ့နော်ဆိုတော့ယူရိုဘလိုမြင်လဲပေါ့နော်ဒီပွဲနဲ့ပတ်သက်ပြီးတော့မှတ်ချက်လေးတွေပေးကြပါအောင်အားလုံးကျေးဇူးတင်ပါတယ်ဒီလိုနောက်ပြီးတော့မှပြန်တွေ့ပါမယ်